မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီကနေ့မှာတော့မိတ်ဆွေတွေတကူဆရာကြီးအောင်မြင်ရေးသားထားပြီးတော့မြဝရီမဂ္ဂဇင်းတွေပါဝင်ခဲ့တဲ့တရားဖြစ်တဲ့မဖြစ်တဲ့လို့နာမည်ရတဲ့ဝိထုတူကိုဖတ်ပြပေးမှာပဲဖြစ်ပါရယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့နားတော်တာစင်ကြည်ပေးပါဦးခင်ဗျာတရားဖြစ်တဲ့မဖြစ်တဲ့အလုံး ဟိုရှိကိုကြည့်လိုက်ပြန်တော့စိမ်ပန်းပင်တွေပင်လုံးကျွပွင့်နေတာထင်ပါမဟုတ်ဘူးပြို့မှားလို့မှားလို့ဘဲမြူနစ်ပယ်လူကြီးလောင်းဆိုလားအဲ့ဒီလူကြီးအရွေးခံအောင်စူးစားနေကြတဲ့လုံကြီးနီအသင်းသူတွေဆိုပါကလားဘယ်လိုတွေစူးစားနေကြရဲဆိုတာကိုတော့ငါအောင်မြင်တို့တေးတေးချာချာမသိတိရဒီမာက လုံကြီးနီယူနီဖောင်းအပြည့်စုံနဲ့အဆုလိုက်အပြုံလိုက်ဟိုနာတအုပ်တမ ဒီနာတစုတဝေခုတလောရင်အာကြီးတွေ့၍နေရာချင်းပင် ဖြစ်ပေသည်သူတို့တရေကြည်ရင်သူတို့ပါသော စာတပုတ်ကိုလန်ကျုပ်ဒီပနီဖွင့်ခြင်းလာ၏အဘဲကြောင့်ဆိုသော လုံးကြီးနီမမတို့သည် ခုခါ၌တော်တော်ကြီးတာစား၍နေကြပေသည်မယုံလင်းသတင်းစာများတွင်ဖတ်ပါအရက်ထဲ၌အပေါလန်းမတည့်တာတခုခုဖြစ်ပြီးဆိုလျှင် လုံးကြီးနီမမတို့ကသာဖြစ်ပေါ်လာသောပြဿနာကိုဒိုင်ခံဖြေရှင်းပေးနေကြတာကို တွေ့ရပါလိမ့်မည် လေမယားချင်းအပေါက်လန်းမတည့်လင်လုံချီနီမမတို့ကဖြည့်ရှင်းပေသည်တမီးရီစားနှစ်ယောက်အပေါက်လန်းမတည့်ကြလင်လေလုံချီနီမမတို့ပင် အပေါက်လန်းတည့်အောင်လှုပ်ပေးကြရသည်သူတို့၏ကျေးဇူးကလူလူကြီးအပေါ်ရင်ကြီးမားလှပေးအောင်လုံချီနီမမတို့ဟာချီကျူသောဝိထုတပုတ်တော့ရေးလိုက်ခြင်းပေသည်ဝိထုရေးမည်ဟုကြံကားရှိသည်လန်းတဲ့တွင်စူညံစူညံအတန်တွေကြားရ၏အင်းခတ်တော်သည် ဘဲဘွားကဘယ်လိုရေဆက်ပါခဲ့သည်ဟုကမသိရဒေါ်လှတွင်းနှင့်ဒေါ်အေးမင်းတို့သည်တလန်းတဲနေတရေတဲစီတစည်းတဲဆိုင်ရောက်တကြောင်းတဲစွန့်ပို့နေကြပါလျက်နှင့်တစောင်းစေးနှင့်မျက်ချီကြီးနှင့်ခင်ပုတ်ကဲ့သို့ဘဲသောအခါမှာမှမျက်နှကြောမတည့်ကြခြင်းမှစမ်းလှပေသည် မျက်နှကြောမတည့်အခါမှပင်သူတို့၏အိမ်များမှလမ်း၏ဟိုဘက်နှင့်ဒီဘက်မျက်နှချင်းမဆိုင်တဆိုင်ဒလွေခုံမကြတကြဖြစ်၍နေလိုက်လေသေးသည် ဒေါ်လှတွေးသည်ဈေးကြီးတဲ့ရင်ကုံဆုံးရောင်းသူဖြစ်သည်ဒေါ်အေးမင်ကမူပရစေးဆိုင်ရှိသူတို့ဤဆိုင်ချင်းမှာလဲသူတို့ဤအိမ်များနေတူမလန်းမကန့်ပင်တည်ရှိကြသည်ထို့ကြောင့်နေရှိတဲ့၍မျက်နှာချင်းမဆိုင်ခြင်းမနေရတူးကိုတူးမမြင်ခြင်းမနေရဖြစ်နေလေရာတို့ဖြစ်နေသဖြင့်ပင်သူတို့နှစ်ဦးဘယ်တော့မှ မသိမြတ်ကြခြင်းဖြစ်ဟန်တူလေသည်ဤယနေ့နနက်တွင်လဲဘယ်เจ้าကဆ၍ရံမီးပွားကြသည်မသိ ။စူညံစူညံနှင့်လမ်းကိုကြောက အပြန်အလှန်လေးတိုက်ပွဲခင်းလျက်ရှိနေကြ၏။ဟေးမေးမေရဲ့တို့ကရွှေလင်းပန်းနဲ့အချင်းစေးတဲ့အမျိုးဟဲ့နားလေလားခုမှတုံးစားပါကြနေလို့ဒါလောက်သီးခံနေတာအောင်မအောင်မရှင်တွေးလှရဲ့ဒါလောက်လဲကြွားမနေပါနဲ့ဘဲသူအမျိုးကဘလောက်ကြီးတယ်ဆိုတာကို လူတိနဲ့တိအရက်တိဟဲ့တို့အမျိုးတွေမှာတခိုးဘိန်းစားဓမြမပါဘူးဟဲ့ ဤကဲ့သို့ဒေါ်ရိတ်မင်ကပြောလိုက်သောအခါဒေါ်လှတွေးသည်ဆက်ဆက်ခါနာလီတော့သည်အဘဲကြောင့်ဆိုသောဒေါ်လှတွေး၏မောင်ဝမ်းခွဲတယောက်သည် နေရင် ပြန်ပေးလက်ထောက်ဖြစ်ဖြင့်ပလိတ်ဖန်းခံနေရဆဲဖြစ်သောကြောင့်သည်ဟေးမေအေးမေရဲ့တို့အမျိုးရဲမှလည်းအနူအရွယ်အနာကြီးကိုယ်ရဲပြတ်တဲ့လူမရှိဘူးဟဲ့ဒေါ်လှတွေးကပြန်၍တွဲလိုက်သောအခါဒေါ်အေးမေမှ အရှိုက်ကိုထိ၍သွားပြန်လေတော့သည် အเจ้าမာမူတော်အိမ်ဤတူမတရမှာကိုရီယောဂါဖြစ်သည်ဟုထင်ရသဖြင့်စင်မလိုက်စေးုံတို့ပို့ကစေးထိုးပေးနေရသောကြောင့်ဖြစ်လေသည်ဟေးစကားပြောရင်ကြည်ပြောပါရှင်လာတို့ရဲ့ဟိုစောင်းဒီမြောင်မလောက်ပါနဲ့တတိရှိရင်ငါ့ကိုပြောဟဲ့ငါ့ကိုပြောဟဲ့ညီတို့လိုငရုတ်သီးရေထိုးအလေးခိုးမှ ထမင်းဝတဲ့လူသားမဟုတ်ဘူးဟဲ့ဒေါ်အိမ်ကခက်ပြောင်ပြောင်ခက်ကြမ်းကြမ်းတွေ့ဆပြူလာ၏ဒေါ်လှတွေကလည်း ိတ်ညံ့သူမဟုတ်ကြက်ကောင်းစိတ်မခံပြီအောင်မအောင်မပါလေကြီးကရောစိတ်ဆိုင်ရွှေဆိုင်ရောက်နေတာမို့လားကြီးကျယ်လိုက်တာမှတ်ထားဟဲ့မှတ်ထားကုတ်ကိုခောက်ကိုတောင်တန်းကရိုးလုပ်ပြီးမရောက်ဘူးဟဲ့အမိုက်တရိုက်ကြွက်တိုက်စေးကလေးရောင်းရတာနဲ့ဟွန်းဒေါ်အိမ်မင်ကတစခန်းထလာပြန်ပြီဟေ့ဒိုးအလောက်ကတမအာစီဝါဟဲ့နေတို့တို့တေနာထိုင်ယောဂါပြအောင်ကုပေးရတဲ့အလောက်ဟဲ့ငပိတဲ့ဖွဲနူရော စာထူ ပဲစီတဲ့တရော်ရီရောပြီးလူတယောက်လုံနေတဲ့အလုံမျိုးမဟုတ်ဘူးဟဲ့ဒေါ်လာရေးဘက်ကလည်းစင်ချေစင်လက်မသေးလှပဲလူတယောက်လောက်တာ နေတော့မှာဟဲ့မျက်စိနာလဲစင်းနေလုံးခါကြိုက်လဲစင်းနေလုံးမိရထိန်လဲစင်းနေလုံးပန်းနာထလဲစင်းနေလုံးနေတော့လောက်ကမှလူတက်နေတာဟဲ့ငါအောင်မြင်သည်သူတို့နှစ်ယောက်အပြန်အလှန်ကော်ကြခက်ကြပုံကလေးများကိုနားဆွင့်ရင်အတော်ကြီးသဘောကျနေမိသည်သူတို့နှစ်ယောက်စလုံး စာကောင်းကောင်းတက်ကြသူတွေမဟုတ်ပေဒုစင်လျက်နဲ့သူတို့မှာစကလုံးကြွယ်ဝလှသည် အောင်မရှင်တွေးလှရဲ့နေတလောကဖျားတော့ကောငါစင်းဒီလုံးနဲ့ပဲအဖျားပြရတာမဟုတ်လားဟဲ့နေရုပ်ကပါစုံပြာနဲ့တုတ်ညစ်ပုတ်ပုတ်နေတာငါစင်းနေကြမှာစိတ်နှတောင်းကြောင့်ပားပြောင်ရတာမဟုတ်ပါလားဟဲ့လာလာချီသေးရဲ့နေစင်းဒီလုံးကြောင့်မဟုတ်ဘူးဟဲ့ဒေါက်တာဆရာကစေးကူကောက်လို့ဟဲ့အင်္ဂလိပ်စေးထိုးပြီးကုလို့ဟဲ့ အော်အော်ကလားဆရာဝန်ကြီးကနင့်ကို စေးထိုးကောက်လို့နေဝလာလှလာတာကိုဟာဟာဟာမပြုံးပဲနဲ့ဝလုံးခွဲရီလိုက်ချင်သေးတယ်ဟဲ့နင့်ကိုလည်းကလားဆရာဝန်ကြီးကို စေးထိုးခိုင်းရမဟဲ့နေထိုးကြည့်လို့မှထိုးရရဲ့လားအထိုးခံရရဲ့လားဟဲ့ဟဲ့မဲတွေးလှစကားကိုကြည့်ပြောနော်ငစိမ့်တဲ့ပါဇံမျိုးနဲ့ပြောမနေနဲ့ဟဲ့ငါဆိုင်ကငစိမ့်နဲ့ကက်မနေဘူးဟဲ့ ဒီတချီရင်ဒေါ်အေးမေနောက်ောက်ကြမလို့ဖြစ်သွား၏သူ့ဆိုင်သည်ဒေါ်လှတွေ၏ဆိုင်ထက်ငစိမ့်တန်းနှင့်ပို၍နီးလေသည် သို့သောဒေါ်အေးမေကခေသူမဟုတ်ဟေ့ရှင်လှတွေရဲ့ဒိုးကငစိမ့်တယ်ရင်းနဲ့ပါရဲ့နားရဲ့လည်းမနေဘူးဟဲ့ဒူးတင်ပေါင်တင်လည်းမပေါဘူးဟဲ့ဒေါ်လှတွေအောင့်သွားပြဲ၏ဒေါ်လှတွေသည်ငစိမ့်တန်းကလူများကို နေပြန်တို့ပေးသူဖြစ်ရာသူ့အိမ်သို့ငစိမ့်တယ်များအဝေထွက်ရှိနေလေသည် တဖြည်းဖြည်းနှင့်ရံဖြစ်နေသူနှုတ်ဦးတို့၏သကလုံးများသည်ကျန်းသည်ထက်ကျန်းလာ၏။အော်ဒံများမှလည်းစူညံသည်ထက်စူညံလာ၏။နောက်ဆုံးတွင်ဒေါ်လှတွေကလမ်းပေါ်သို့ထွက်လာက ထမိန်ကိုပင့်၍ပင့်၍ရံတွေ့၏။ဒေါ်အေးမင်ကလည်းလမ်းဆောင်သို့ထွက်လာက တကောက်ခွေအထိဖော်၍ပြန်လှန်ရံတွေ့၏။ဒေါ်လှတွေက ထိုးစစ်ဆင်ရန် ခုံဖက်ကိုချွတ်၍ကာ၏။ဘေးလူများကစွဲထားကြရသည်။ဒေါ်အေးမင်ကလည်း လမ်းဘေးကဝလုံးတူတစ်လုံးကိုဆွဲကတံပြန်ထိုးစစ်ဆင်ဖို့ဟန်ပြည်သူ့ကိုလည်းဆွေမျိုးတွေကဝိုင်းဆွဲကြပြန်လေသည်တူဦးရဲ့အနီးသို့တူဦးမကတ်နိုင်သောအခါလေတုံးပြန်များပြစ်ကြပြန်လေသည်ဘာမှတ်သလဲစမ်းကြည့်စမ်းပါလားလှထွေးတဲ့ဟေ့တထွေးတဲ့ရှိတယ်ဇာမဏီမျိုးအမွှေးတစ်ချောင်းအကျွတ်မခံဘူးဟေ့အမွှေးတစ်ချောင်းတော့မကောက်ဘူးနင့်ကိုအမွှေးတွေအားလုံးကျွတ်စေမယ်ဖယ်ကြစမ်းလွတ်ကြစမ်းလာလေတတ်တိရှိရင် အမလီတူကများဝိုင်းဆွဲထားသူများလက်တွဲမှဒေါ်လှရရောဒေါ်အေးမေမှာဂျုံးကန်နေကြပြန်၏ရက်ကန်ရက်ကန်ဖြင့်ဖြစ်နေရာကလေဂျိုရုပြစ်လို့ကြပြန်လေသည်ဟဲ့ဟဲ့နေ့လိုကောင်မမျိုးကိုပားရရင်ငါလက်တောင်တနအောင်ပဲဟဲ့နေ့ကိုတော့ဂတ်တိုင်ရမယ်စော်စော်ကားကားနိုင်လိုက်တာနေ့လိုကောင်မရဲ့ပားဟာလဲငါခုံဖနဲ့နေတော့မတန်သေးဘူးဟဲ့နေ့ကိုလက်ထိတ်ခတ်မှငါကျင်တတ်မယ်အီဒီယာရီတိုက်ပွဲကြီးစစ်ပရီရဲ့မှာ ်ကြောင်းလဲသွားပြန်လေသည်စောစောကတယောက်ကိုတယောက်အစိမ့်လိုက်ဝါးစားတော့မလားဟုထေရရသူနှစ်ဦးတို့သည်သူတို့အိမ်ထဲသို့သူတို့ကိုစီဝင်ကြသည်အဝဲစားလဲသည်ထီဖနက်နှင့်လမ်းပေါ်သို့ထွက်လာကြသည်လာစမ်းမေခင်ငါနဲ့ဂက်ကိုလိုက်ခဲ့စမ်းဒေါ်လာရေးကသူ့တူမမေခင်ကို အဖို့ခေါ်ဤဟဲ့မောင်တေငါနဲ့ဂက်ကိုလိုက်ခဲ့စမ်းဂက်စရေးကိုဖို့ထုံးတဲ့နေနဲ့တိတယ်မဟုတ်လားတော်အိမ်မင်ကသူ့အိမ်တွင်ကက်ရက်နေသော ကြောက်သွေးသမားမောင်တင်ကိုစစ်ကူတောက်လိုက်လေသည်အိန္ဒိယရင်ငေါအမြီးဇက်လိုက်ကျော်ဖြစ်သော လုံဂျီနီမမသည်ဤဇလန်းကလေး၌ပါဝင်၍အသုံးတော်ခံစားပြုဝေသည်ငေါအမြီးတို့ရက်ကွက်ကလုံဂျီနီမမတို့အဖွဲ့၏ဥက္ကဋ္ဌဒေါ်ခေမြင့်သည် သူ၏မောရစ်ကားကလေးနှင့်အဘဲကမသိပေါ်၍လာ၏စုညံစုညံအတန်များကြားသောအခါကားကလေးကိုရက်လိုက်၏ဒေါ်ခေမြင့်ကိုမြင်သည်နှင့်တပြိုင်တည်းဒေါ်လှတွေရောတော်အေးမင်မှာ ားတစ်ဖက်တစ်ချက်မှပြေးကပ်သွားကြ၏ဒီမှာဥက္ကရာကြီးရဲ့ဟောဟိုအကောင်မှစော်ကားလို့လို့ဂက်ကိုလိုက်ပြီးတိုက်ပေးစမ်းပါဤစကလုံးပြသည်ဒေါ်လှတွင်နှင့်ဒေါ်အေးမင်တို့၏နှုတ်ဖြားမှအကျိန်တစ်ထောင်တိတိဇက်တိုက်၍ထားသလိုကြိုက်တူညီစွာပေါ်၍လာ၏ဒေါ်ခေမြင့်သည်ဒေါ်လှတွင်နှင့်ဒေါ်အေးမင်တို့အားတလဲစီကြည်ရင်းကနေစားပါဦးဘလို့ဖြစ်ကြတာလဲပြောစမ်းပါဦးဟု မေးသောအခါသူကြကမစကိုပြီးသူ ရန်ကလုံဆောင်တဲတာခုသောအတန်ထွက်လာ၏ဒေါ်ခေမြင့်သည် နားထွေး၍သွား၏စင်စစ်တွင်က တော်အေးမင်က သူကစပြီးရန်လုံတဲဟု အပြောရင်းဒေါ်လာတွေကလည်းကျမကို သူကစောင်းတာဟု ဝင်ပြောလိုက်သဖြင့်ဒေါ်ခေမြင့်နားရဲရင် စကားချင်းရောရှက်သွားကသူကြကမစကိုပြီးသူရန်ကလုံဆောင်တဲတာဟုကြားလိုက်ရချင်းဖြစ်လေသည်ဒေါ်ခေမြင့်ကတယောက်စီပြောကြစမ်းပါရှင်ကဲပြောစမ်းတော်အေးမင်ဟုမေးလိုက်ရပြန်လေ၏ ထိုအခါကျမှဒေါ်အေးမင်ကသူကကျမကိုစပြီးတော့ရန်ထောင်တာဥက္ကဋ္ဌကြီးရဲ့ဟု တိုင်လိုက်ဒေါ်လှရွေးကမူဒေါ်ခင်မြင့်အမေကိုမှ မဆောက်နိုင်တော့ပဲသူကစပြီးလွန်လာပါဥက္ကဋ္ဌကြီးရဲ့ကျမဘာသာကျမနေတာကိုအိနီယာရီဒေါ်အေးမင်ကဝင်၍လောပြန်သဖြင့်စကားနှမျိုးမှာစောစောကလိုရှုပ်ထွေးသွားပြန်လေသည်ဒေါ်သားဖြင့်နှစ်ယောက်သားမောဟိုက်နေကြသောအခါမှဒေါ်ခင်မြင့်ကအိုရှင်ကိုရက်သူအချင်းချင်းတွေကပဲတယောက်နဲ့တယောက် သွေလိုမျိုးလိုဟာကိုတအူးအမတအူးသီးခံကြမှာပေါ့ဟု ဖြန့်ဖြေးစကားပြောလိုက်၏သို့တော်တော်အေးမင်ကသူကလူဘွားဝါလုံးလိုပါဥက္ကဋ္ဌကြီးရဲ့ကျမခုတော့တီးမခံနိုင်တော့ဘူးဂက်ကိုသာသွားပြီးတိုင်ပေးစမ်းပါဟု ပြောပြီးဒေါ်လာတွေက ကျမလည်းတီးမခံနိုင်တော့ဘူးအဟုတ်ပဲသူ့ကိုပုံမှန်200ကျော်ကျော်လောက်တက်ပြီးတရားစွဲမယ်ဂက်ကိုသာလိုက်ခဲ့ပါဥက္ကဋ္ဌကြီးရဲ့ဟုပြောနေလေသည်ဒေါ်ခေမြင့်သည်ပြုံးရကတပြင်းတစ်ချက်ချလိုက်ပြီးနောက်ကားပေါ်မှဆင်းလိုက်ပြီး ကဲကဲလာကြအောင်အေးစစ်စစ်စကားပြောရအောင်ဟုဆိုကငအောင်မြေခိုကပ်နေသောအိမ်ထဲသို့ဝင်လာ၏ငအောင်မြေအားကိုးနေရသော အမကြီးမှာလုံကြီးနီအဖွဲဒုတိယဥက္ကဋ္ဌဖြစ်လေသည်ငအောင်မြေတို့အိမ်ထဲသို့လူရင်းယုံစုယုံစုနှင့်ဝင်လာကြ၏အားလုံးထိုင်မိကြသောအခါဒေါခင်မြင့်က ကဲဒေါ်လှတွေစပြောသံဘယ်လိုကစပြီးခုလိုဖြစ်ကြတာလဲဟုမေး၏ကျမကအိမ်ရှိပန်းချန်ထဲမှာရေလောင်းနေရင်ပျော်ရာနဲ့အမလေးဟဲ့ ညော်လိုက်တာလို့ပြောတာမအေးမြင်ကသူ့အိမ်က ခွေးကြီးကိုမေးရိုက်လိုက်တာဂိမ်ကနေမြည်သွားတာပဲသူ့ခွေးသူရိုက်တာနဲ့ဘာများဆိုင်လို့လဲဒေါလာတွေရဲ့ခွေးကိုရိုက်ုံတွေမကသေးဘူးဥက္ကဋ္ဌကြီးရဲ့သူကအိမ်ထဲလှမ်းပြီးပြောလိုက်သေးတယ်စီမြများထဲ့ကြော်ကြဟဲ့တဲ့တို့ကအိုကင်းပူတိုက်ပြီးမစားတတ်ဘူးလက်ချောင်းချောက်တဲ့အဲ့ဒါကျမကို ရန်စတာမဟုတ်ဘူးလားဥက္ကဋ္ဌကြီးရဲ့ဒေါခေမြင့်သည်ဥက္ကဋ္ဌပီပီရီဟုတ်သားပဲဒေါ်အေးမြင့်ရဲ့အချင်းချင်းတွေ စကားမဆုံးမီပင်ဒေါ်အေးမင်ကဒီလိုပါဥက္ကဋ္ဌကြီးတေတေချာချာနားထောင်ပါကျမအိမ်ကငရုတ်သီးကြော်လို့ညှော်ရင်ရိုးရိုးညှော်တယ်လို့ပြောပါလားခုတော့သူကအော်ဂျင်အော်ဂျင်နဲ့တို့ရက်ထဲမှာဘယ်သူများတိတ်ထီပေါက်တလဲမသိဘူးဟေ့အကျော်လော်မစားစဘူးစားရလို့ထင်ပါနေတိုင်းညှော်တိုက်နေကြတာပဲလို့မလှတွေက ကျမကိုစပြီးစောင်းပါတယ်မယုံရင်ဟောဟောမသိမေးကြည့်ပါဟု ပြောပြီးဒေါ်လှတွေအားမျက်စောင်းကြီးခဲလိုက် ဘယ်နဲ့လဲမသိဟုတ်ရဲ့လားဒေါခေမြင့်ကမသိဆိုသူဟာလှမ်းမေးလိုက်မသိကဟုတ်ပါတယ်ဥက္ခရာကြီးရဲ့မလှရေးဟာတတော်ကိုစိုးပါတယ်ရှင်ဟိုနေ့ကလည်းသူ့အိမ်ရှိကပန်းမီကိုဘယ်သူကလက်ကမြင်းသွားမှန်းမသိဘဲနဲ့ကျမသားကလေးចောင်းဆင်းလာလို့သူ့အိမ်ရှိရောက်တော့မှမိမဆုံးမဖမဆုံးမရီအောက်နာဝမ်းကြကလေးရီငါပန်းမီကို စိတ်တယ်သွားတယ်ဆိုပြီးဆဲလိုက်တာဟု သူ့နိနာချက်ကိုပါထဲ့သွင်း၍ရှေလျားစွာအစီရင်ခံနေ၏မသိသည် လှတွေးအေးမင်းထာဝရစဉ်စစ်ပွဲကြီး၌ဒေါ်အေးမင်းဤမဟာမိတ်ဖြစ်လေသည်ဒီတိုင်းဟုတ်ရဲ့လားဒေါ်လှတွေးဒေါ်ခင်မြင့်ကမေးလိုက်သောအခါတွင်အန်တချိတ်ချိတ်နှင့်သူ့အလှဲ့ကိုမနေကြီးအောက်ဤဆောင်ဆိုင်နေရပုံပေါ်သောဒေါ်လှတွေးကသူတို့အလကားလိန်ပြောတာဥက္ကဋ္ဌကြီးရဲ့ပန်းပင်တွေ ကျိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျမကကျမအိမ်ကကလေးတွေကိုဆဲတာပါမသိရဲ့ကလေးအိမ်ရှိရောက်နေတာကိုကျမဖြစ်မြေတောင်မှမမြင်မိပါဘူးပြီးတော့အခုမအေးမင်းက ကျမကပဲစပြီးစောင်းတယ်လို့လို့ပြောနေတယ်။ဒါလဲလိန်တာပဲ။ကျမကညှော်တယ်လို့ပြောမိတာနဲ့သူက သူ့ခွေးကိုလည်းမန်ပြီးရိုက်တယ်။ပြီးတော့မကြတဲ့ကြပြောနေပါသေးတယ်။ဟဲ့တို့ကတသက်လုံးငားကလေးနှုတ်နှုတ်ကိုဂျေလုံးပြုတ်နဲ့စားနေတဲ့လူစားမဟုတ်ဘူးဟဲ့တဲ့။မယုံရင် ဟော်ရီကမအုံးကြီးကိုမေးကြည့်ပါဟုတတ်တေထူလိုက်ပြန်ဤ။ဒေါ်ခေမြင့်ကမအုံးကြီးအားမေးရဒေါ်လာတွေးဤမဟာမိတ်ဖြစ်သူမအုံးကြီးကဟုတ်တယ်ဥက္ခရာကြီးရဲ့ တော်အေးမင်ကလွန်လာပါဒီမိမကြီးဟာဘယ်ထိများသဘောထားပုတ်တယ်ဆိုရင်ခုံးလေးကသူ့အိမ်ကခွေးကလေးသေးတာကျမတို့အိမ်တော်ခွေးကို လာပြီးပြထားတယ်အဲ့ဒီထိပဲဟုပြောနေအီရင်တော်အေးမင်ကနောက်ခွေးလမ်းကြမှုပြစ်တာဟဲ့အုတ်ကြီးရဲ့ဟုဝေ၍ပတ်နေရဒေါခင်မင်းကတားလိုက်ရည်ပြီးမှကဲကဲဘယ်သူကမှဘသူကိုအပြစ်မဆိုကြနေတော့အားလုံးအစည်းရုံးဝင်တွေကြီးမဟုတ်လားအရက်ထဲမှာတင်းတင်းတင့်တင့်ညီညီညွတ်ညွတ်ဆိုရင် လူချမ်းသာနတ်ချမ်းသာ အားလုံးစိတ်ချမ်းသာဖို့ပဲအစည်းရုံးဝင်ချင်းချင်းရံဖြစ်တယ်ဆိုတာက တခြားရက်ွက်တွေကကြားရင်တော့မှရှက်စရာရှိဒီတော့အရာရာမှာတီးခံပြီးအေးအေးဆေးဆေးပဲနေကြပါဟုရံပြေမှန်ပြေပြောလိုက်လေဤသို့တော်တော်အေးမင်းကသူနဲ့တော့တသက်လုံးဖြစ်မှာမဟုတ်ဘူးဥက္ခတာကြီးရဲ့ကျမကိုသူစောင်းစောင်းပြီးဆဲတာလေများလှပါပြီဒီတခါတော့ဂက်ကိုတိုင်ရမှပဲကျေနပ်နိုင်မယ်မဟုတ်ဘူးလားမသိရဲ့ဟုဇွတ်ပြောနေဤ ဒေါ်လာတွေကလည်းအမလီဒီကလည်းမကြေနိုင်ပါဘူးဂက်ကိုတိုင်ရမှပဲအေးမှာပါဂက်ကိုသွားရင်မအောင်ကြည်လည်းလိုက်ခဲ့တော့ဟုစိတ်အားစူဆောင်းနေပြန်၏ဒေါ်ခင်မြင့်သည်ခေါင်းမာနေသောမိမကြီးနှစ်ယောက်ကိုကြည့်ကာတပြင်းတစ်ချက်ချလိုက်မိလေ၏ပြီးမှမျက်နာကိုတီတီပြင်လိုက်ပြီးကျမပြောစကားကို နားထောင်ကြသမ်းပါရှင်ဒီကိစ္စဟာစိတ်အခမ်းမသိလို့ဖြစ်ရတဲ့ကိစ္စဘာမှအရေးကြီးတဲ့ကိစ္စလည်းမဟုတ်ဘူးကဲရှင်တို့ခတ်သွားပြီးတိုင်ကြပါပြီတဲ့ ပလိတ်ကအေးယူပြီးတိုင်ချက်ဖွင့်ပြီးဆိုပါတော့ရှင်တို့မှာဂက်ကိုသွားရပြီးအလောက်ကိုင်းပြတ်မယ်နောက်တစ်ခါရုံးကိုတက်ကြပြန်တော့လဲအယောင်းဝယ်ပြတ်မယ်ရှေ့နေစရိတ်တွေဘာတွေကုန်းမယ်ဘာများအကျိုးထူးမှာလဲမခန့်ချင်းစိတ်ကလေးတစ်ခုကြောင့်ကိုအကျိုးပြတ်မှာကိုလည်းပြန်စင်းစားကြပါဦးမပေါ်ရှင်ဟုအကျိုးအကြောင်းရှေ့လေးဖြောင်းဖြားပြောလိုက်လေကဲဘဲနဲ့လေဂက်ကိုမသွားတော့ဘူးမဟုတ်လားဟုငါအောင်မြည်အမကြီးကဝင်၍ထောက်လိုက်၏ တော်အေးမင်ကဒေးကိုတော့ကြေပဲမကြေနိုင်ပါဘူးဒီကိစ္စရုံရောက်မှအေးမှာပါဟုဒေါ်လာရီအားမျက်စောင်းဖြင့်ခုတ်ရင်းပြောလိုက်ဒေါ်လာရီကလည်းကျုပ်ကလည်းတသက်မကစေတက်မကြေတမ်းပါပဲရှင်အေးမင်ရဲ့ရှိပစ္စည်းကုန်ပြီစီရုံးမှတရားဆိုင်ရရင်ကျေနပ်ပြီဟုခါခါတီတီပြောနေ၏ဒေါ်ခင်မြင့်မှာအတော်ခွာကြနေရှာလေသည်ဥက္ကဋ္ဌဖြစ်ဖြစ်သူ့စကားကိုနားမထောင်ကြလေဥက္ကဋ္ဌလုံးရသည်မှာမျက်နာပူစရာကြီးဖြစ်သည် ်ထို့ပြင်မိမကြီးနှစ်ယောက်စလုံးအလဟတ်တ်ဂက်ရောက်ယုံတက်နှင့်အချိန်ကုန်လူပန်းပတ်စံကုန်ဖြစ်ကြရအောင်တော်မီဒေါခင်မြင့်သည်ငာ၍စဉ်းစားနေ၏ပရိသတ်ကလည်းဒေါခင်မြင့်ဘယ်ပုံဆုံးဖြတ်ချက်ပေးမည်ကိုငြိမ်သက်စွာစောင့်၍နေကြလေသည်ခဏကြာတွင်ဒေါခင်မြင့်သည်ဒေါ်အေးမင်ကိုတလှည့်ဒေါ်လာရီကို တလှည့်ကြီးလိုက်ပြီးမှအော်ဒါနဲ့ရှင်တို့သွေးရင်တိုင်းနဲ့မှဗမာတက်မတော်မှအမှုထမ်းနေတယ်လို့မရှိဘူးလားဟုယုတ်တရမေးလိုက်၏ ထိုအခါဒေါ်လာတွေက ရှိပါပြီလားဥက္ကဋ္ဌကြီးရဲ့ကျမသားအကြီးဆုံးရဲ့တူကလေးတယောက်ရဲ့စစ်သေးဝင်သွားတာသားကတော့မိုင်းဆက်တိုက်ပွဲမှာကြာသွားတယ်တူကလေးကတော့ဒဏ်ရာရခဲ့လို့အခုတော့ခြေတော့မတန်တော့ပါဘူးဟုပြောရင်မျက်ရည်များဝိုင်းလာ၏ဒေါ်အေးမင်ကလည်းမျက်နှာမဲလာရကကျမမောင်အထွေးဆုံးဟာလည်းတရုတ်ဖြူနဲ့တိုက်ရင်ပဲကြခဲ့တဲ့ဥက္ကဋ္ဌကြီးရဲ့သားလက်ကတော့အခုမြစ်ကြီးနားတက်ခွဲမှာရှိနေပါသေးတယ် မကြခင်တိုက်ပွဲဆင်ရလိမ့်မယ်လို့တလောက စာလာပါတယ်ဟုအတန်တုံကြီးနှင့်ဖြေလိုက်၏ဒေါခင်မြင့်သည် ပခုံးပေါ်မှပဝါကိုပြင်လိုက်ရင်ကဲစကားလေးကောက်ရင် သွားစရာကလေးလည်းရှိသေးတယ်ဒေါ်လာရီရောဒေါ်အေးမေရော အိမ်ပြန်ကြပေအောင်တော့လုံးစရာကိုင်းစရာကလေးတွေလုံးချေကြပါဟုပြောကထိုင်ရမှထလိုက်၏ရဲ့ရီအဝိုင်းသားဖြစ်နေသောဒေါ်လာရီနှင့်ဒေါ်အေးမေတို့သည်တူးကိုတူးလှမ်းကြည့်ကြပြီးနောက်တွေ့နေကြ၏ ထုံနောက်တွင်မှပခုံးချင်းရှင်၍ခေါင်းငိုက်ဆိုင်ကြကဝင်းပေါက်မှ ထွက်သွားကြလေရာဒေါ်ခေမြင့်သည်ခေါင်းတဆက်ဆက်ညှက်ရင်းလှမ်းမြော်ကြည့်ကကြက်ရစ်ခဲ့လေတည်း gain လုံးကြီးနီမမတို့ကျင်တတ်တော်မူပါစားအဟံအောင်မြင်မိတ်ဆွေများခင်ဗျာအခုဆိုရင်တော့ဆရာကြီးအောင်မြင်ရေးသားထားပြီးတော့မြဝရီမဂဇင်းတွေပါဝင်ခဲ့တယ်တရားဖြစ်တဲ့မဖြစ်တဲ့ဆိုတော့ ဝိထုတိုကလေးကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်။အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကိုလည်းကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။မိတ်ဆွေတွေအားလုံးလည်းတာယာအေးချမ်းတဲ့နေကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့စုမုံကောင်းတောင်းပေးလိုက်ရပါရခင်ဗျာ။